ဒီဗီဒီယိုကိုမကြည့်ပဲကြော်သွားခဲ့မယ်ဆိုလို့ရှိရင်တော့ဘာသာတို့မိတ်ဆွေတို့နောက်ပိုင်းမှာ နောင်တအကြီးကြီးတွေຢ່າသွားမှာကျိန်းနေပါတယ်ဗျ။အဒီဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့အကျွန်တော်တို့ရဲ့ဟောထဲမှာအမြင်ကတ်တဲ့လူတွေတက်လာပြီဆိုလို့ရှိရင်တော့မတက်လာရအောင်ဘယ်လိုမျိုးလှုပ်ဆောင်ရမလဲ။အတနည်းအားဖြင့်ပြောရလို့ရှိရင်ကျွန်တော်တို့တက်လာတဲ့လူတွေကကျွန်တော်တငယ်ချင်းလည်းဖြစ်နေတယ်။ကျွန်တော်ရဲ့မိသားစုဝင်လည်းဖြစ်နေတယ်။ကျွန်တော်တို့အပေါင်းအသင်းဆက်ဆံနေတဲ့တငယ်ချင်းအရင်ခေါက်ခေါက်တွေလည်း ဖြစ်နေတယ်ဒါပေမဲ့သူ့ကိုကျွန်တော်ကမကြည့်ချင်ဘူးအမြင်ကပ်တယ်သူတင်တာလဲပို့တယ်လဲကျွန်တော်တို့ထဲမှာမြင်နေရတာလဲကျွန်တော်တို့ထဲမှာအယံအာယုံနောက်ပဲဒါဆိုလို့ရှိရင်ဘယ်လိုမျိုးလုပ်ရမလဲရှင်းရှင်းလေးပဲ black list တဲထည့်လိုက်လေ no 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 ဒီလိုမျိုးပြုမှုတွေကအယံကိုပဲခင်းနောက်ကြနေပါပြီဗျအယံကိုအောက်တန်းကြလို့နဲ့အပြုမှုတွေပဲဖြစ်ပါတယ်ဗျဒီဘလူထဲမှာဆိုလို့ရှိရင်တော့ဒီလိုမျိုးလူတွေကိုကျွန်တော်တို့က black list ထဲလည်းမထည့်ဘူးကျွန်တော်တို့က unfriend လည်းမလုပ်ဖက်နဲ့ အဘလိုမျိုးလောက်ဆောင်ရမလဲဆိုတာကိုဒီဗီဒီယိုလေးမှာကျွန်တော်ကအသေးစိတ်လေးပြန်လဲပြီးတော့မှမျှဝေပေးသွားမှာဖြစ်ပါတယ်ဗျ။ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဗီဒီယိုလေးကိုဆက်ပြီးတော့တွားလိုက်ရအောင်ဗျ။အပထမဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ Facebook အကောင့်ထဲကိုအရင်ဆုံးဝင်ပေးရမှာဖြစ်ပါတယ်ဗျ။ Facebook အကောင့်ထဲကိုဝင်လာချင်ရင်တော့ပထမဆုံးပြောချင်တဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့ရဲ့ Facebook အကောင့်က page ပုံစံပြောင်းထားတဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ page ပုံစံပြောင်းထားတဲ့ဟာကိုကျွန်တော်တို့က page ပုံစံမဟုတ်ပဲနဲ့ YoYo Facebook အကောင့်ကို ပြန်ပြီးတော့ပြောင်းလဲရမှာပဲဖြစ်ပါတယ်ဗျ။အဲဒီလိုမျိုးပြောင်းလဲလိုက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဆက်ပြီးတော့သွားလို့ရပါပြီဗျ။ပြပြီးလို့ရှိရင်တော့ကျွန်တော်တို့အပေါ်ဆုံးကိုကျွန်တော်တို့အကောင့်ထဲကိုဝင်ပြရမှာဖြစ်ပါတယ်ဗျ။ဝင်ပြလိုက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ Facebook အကောင့်ရဲ့ profile ကိုဆက်ပြီးတော့ဝင်ပြရမှာဖြစ်ပါတယ်ဗျ။အဲကျွန်တော်ကတော့အရင်ဆုံးဝင်လိုက်ပါမယ်။ဝင်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ရဲ့အကောင့်ထဲမှာကျွန်တော်တို့အမြင်ကပ်နေတဲ့မပေါ်စေချင်တဲ့အတူတင်ထားတဲ့ post တွေကို ျွန်တော်တို့ရဲ့အကောက်ထဲမှာမပေါ်တဲ့မပေါ်စေခြင်းနဲ့လူတွေကိုကျွန်တော်တို့အရင်ဆုံးရွေးပြီးတော့ထောက်လိုက်ပါဗျ။အဲကျွန်တော်ကတော့ဒီနေရာမှာကျွန်တော်အစဉ်ပြေတဲ့လူကိုအစမ်းပြပေးတော့မှာဖြစ်ပါတယ်ဗျ။အဒီလိုမျိုးလေးကျွန်တော်တို့အကောက်ထဲကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်တော့ဒီမှာ France ဆိုတာကိုရှိပါတယ်ဗျဒီ France ဆိုတဲ့ဟာကိုအရင်ဆုံးကျွန်တော်တို့ကလက်လေးနဲ့တစ်ချက်ထောက်လိုက်ပါဗျအရင်ဆုံးထောက်လိုက်ပါမယ်အထောက်ပြီးသွားပြီဆိုတာလို့ရှိရင်တော့ဒီလိုမျိုးလေးပေါ်လာမှာဖြစ်ပါတယ်ဗျ ပေါ်လာပြီဆိုတာနဲ့ကျွန်တော်တို့ကကျွန်တော်ယခု white ပြထားတဲ့ဟာကိုကျွန်တော်တို့ကအရင်ဆုံးနှိပ်ပေးလိုက်ပါဗျအရင်ဆုံးနှိပ်လိုက်ပါမယ်အနှိပ်ပြီးသွားပြီဆိုတာနဲ့အပေါ်ဆုံးကဟာကိုကျွန်တော်တို့ကဆက်ပြီးရရွေးပေးရမှာဖြစ်ပါတယ်ဗျအရင်ဆုံးရွေးလိုက်ပါမယ်အရွေးပြီးသွားပြီဆိုလို့ရှိရင်တော့အပေါ်ဆုံးမှာကျွန်တော်တို့ကအပြာရောင်အစက်လေးရောက်နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအောက်ဆုံးကိုရွေးပေးလိုက်ပါအကျိုးပြီးသွားပြီဆိုတာနဲ့ဒီနေရာမှာကျွန်တော်တို့က6ကိုလောက်လိုက်ပါဗျကျွန်တော်ကတော့6ကိုလောက်လိုက်ပါမယ် အလုပ်ပြီးသွားပြီဆိုတာနဲ့ဒီနေရာမှာဆိုလို့ရှိရင်တော့အောက်ဆုံးက dance ကိုတစ်ချက်နှိပ်ပြလိုက်ပါဗျ။အဒီလိုမျိုးလေးနှိပ်လိုက်ပြီဆိုလို့ရှိရင်တော့အကျွန်တော်တို့ကကျွန်တော်တို့အမြင်ကတ်တဲ့လူတွေကဘလောက်ပဲ post တွေပဲတင်နေဘလောက်ပဲဓာတ်ပုံတွေပဲတင်နေဓာတ်ပုံတွေပဲချိန်ချိန် profile တွေပဲချိန်ချိန်ကျွန်တော်တို့ရဲ့အကောက်ထဲမှာဒီလူကဝင်လာမှာမဟုတ်တော့ပါဘူးဗျ။ပေါ်လာမှာမဟုတ်တော့ပါဘူးဗျ။အဒီဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့လူတွေကိုအမြင်ကတ်တယ်ဆိုလို့ရှိရင်တော့ ဘလက်လစ်ထဲလဲထည့်เสียရမလို့ဘူးကျွန်တော်တို့ကအန်ဖရန်နဲ့လုတ်เสียရမလို့ဘူးယခုကျွန်တော်ရှေ့မှာပြထားတဲ့ဗီဒီယိုတွေကအတိုင်းနီလန်းအတိုင်းပဲကျွန်တော်တို့ကလုတ်ဆောင်လို့ရပါတယ်ဗျဒီဗီဒီယိုကိုကျွန်တော်တို့အဆုံးထိကြည့်ပြီးလဲအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နေပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတကယ်လို့မှစိတ်ဝင်စားတဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ THA ဘလော့ YouTube Channel မှာတွားရောက်ပြီးတော့မှလေ့လာကြည့်ရှုလို့နိုင်ပါတယ်ဗျဒီဗီဒီယိုကတော့ကျွန်တော်တို့ဒီလောက်ပါပဲဗျအားလုံးအဆင်ပြေကြပါစေခင်ဗျာ